ဖိုးဖမရအောင်မင်္ဂလာပါ clock corner ကနေပြန်လဲကြိုးစိုးလိုက်ပါတယ်ကျွန်တော်တို့ဒီတစ်ပတ်ကြားရထဲမှာတော့ champion league ပွဲစဉ်၄တွေရှင်ပြန်ကစားတော့မှဖြစ်တဲ့ကြောင့်ဒီထဲမှာမှာကျွန်တော်တို့ဒီညရှင်ပြန်မဲ့အဲကျွန်တော်အဲ chelsea နဲ့ကျွန်တော်တို့ manchester city ရဲ့အဲပွဲကြောင်းလေးတွေကိုကျွန်တော်နေ့ငယ်ပြပြပေးတော့မှာဖြစ်ပါတယ်ဟဲ့ဒီဗီဒီယိုလေးမစောင့်ခင်ကျွန်တော် youtube channel လေးကို like subscribe လုပ်ကြတဲ့ညီကိုရင်းနဲ့ like subscribe လုပ်ပြီးကူညီပေးတော့လို့ရပါတယ် โอเคအဲ့ဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးစလိုက်ကြအောင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ချက်စီချက်စီကတော့ကျွန်တော်တို့အဝေးကွင်းမှာတွားရောက်ရှင်ပြိုင်မဲ့ကျွန်တော်တို့ပွဲပေါ့ဗျာသူတို့အနေနဲ့ကျွန်တော်တို့ကွာတာဘက်ကိုအဝေးကွင်းမှာတွားရောက်ရှင်ပြိုင်မဲ့ပွဲမှာတော့သူတို့အနေနဲ့နိုင်ပွဲတွေကိုဆက်ပြီးတော့ပို့ဖို့နိုင်မယ်လို့တော့ကျွန်တော်တော့မြင်တယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဒီနေ့တည်းရဲ့ကျွန်တော်တို့နောက်ဆုံးချိန်ပြိုင်ထားတဲ့ငါးပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့အဝေးကွင်းမှာတွားရောက်ရှင်ပြိုင်မဲ့ချက်စီချက်စီတဲ့နေနဲ့ကျွန်တော်နောက်ဆုံးရှင်ပြိုင်ထားတဲ့ငါးပွဲမှာဆိုသူတို့အနေနဲ့၄ပွဲအထိနိုင်ထားပြီးတော့သူတို့အနေနဲ့ တပွဲတာရှုံးနေထားတာကိုကျွန်တော်တို့တွေ့ရမယ်တစ်ခါကကျွန်တော်ခွာလာဘက်ခွာလာဘက်အနေနဲ့လည်းကျွန်တော်တို့နောက်ဆုံးရှင်းပြထားတဲ့၅ဘွဲ့မှာဆိုရင်တို့အနေနဲ့အဲ၃ဘွဲ့ထိကိုနိုင်ထားပြီးတော့တို့အနေနဲ့တပွဲတည်တပွဲရှုံးဆိုတော့တို့အနေနဲ့အဲရက်လက်လေးတို့ပွဲတွေ့ထားတယ်ဗျာတို့နောက်ဆုံးရှင်းပြထားတဲ့ပွဲမှာဆိုရင်တို့အနေနဲ့အိမ်ဝင်းမှာရှင်းပြတဲ့ပွဲမှာဆိုရင်တော့2ဆီဆိုပြီးတော့တို့အနေနဲ့အနိုင်ရလက်ထားအဲအနိုင်ရလက်ကိုပုံဖော်နိုင်တာကိုတွေ့ရတယ်တစ်ခါကကျွန်တော်တို့အဲ ချက်စီးရတာလဲကျွန်တော်တို့အဝေးကမှသွားရောက်ရှင်မြန်နဲ့နောက်ဆုံးပွဲမှာဆိုရင် Tottenham Hotspur အသင်းကိုကျွန်တော်တို့1-0ဆိုပြီးတော့နိုင်ရလက်တွေကိုပုတ်ဖို့ထားတဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်တို့ထိတ်တိုက်တွေ့ဆုံမှုမှာတော့ကျွန်တော်တို့ဘယ်အသင်းဟာပဲကျွန်တော်တို့နိုင်သုံးမှတ်ကိုရယူသွားနိုင်မလဲဆိုတော့တော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းပါတယ်အထူးသဖြင့်ချက်စီးချက်စီးနေနဲ့ကျွန်တော်တို့ ချစ်ပွဲတွေမှာလည်းသူတို့အနေနဲ့အဲချန်ပီယံလိပွဲတွေမှာအဲရှုံးနိုင်ထားတဲ့ပွဲတွေရှိတဲ့တကြောင်ဒီနေ့ပွဲမှာတော့အနိုင်ရလက်ကိုပြန်လည်ပုံဖော်နိုင်မှုလိုအပ်တယ်လို့မြင်တယ်ညကျွန်တော်ရှင်ပြန်သွားတဲ့ချန်ပီယံလိပွဲစဉ်၃မှာဆိုရင်လည်းကျွန်တော်တို့အင်္ဂလန်နဲ့အင်္ဂလန်အသင်း၃သင်းဖြစ်တယ်ကျွန်တော်တို့အဲတော်တန်ဟော့စပါပြီးလို့ဆိုရင် လပအူကျွန်တော်အာဆင်နယ်တင်းတို့နေနေတယ်နိုင်ပွဲတွေရလက်ကိုစီပုံဖော်ထားနိုင်တဲ့အတွက်ကြောင့်ဒီညရှင်ပြိုင်မဲ့ချက်စီတင်းနေတယ်လေနိုင်ပွဲတွေကိုပြန်လဲပုံဖော်ဖို့ကျွန်တော်တို့နေနေတော့လိုအပ်တယ်လို့တော့ကျွန်တော်အမြင်နေโอเคအဲ့ဆိုရင်ကျွန်တော်ဒီနေ့တင်းရဲ့ထိုက်တဲ့တွေ့ဆုံမှုဒီနေ့တင်းရဲ့ထိုက်တဲ့တွေ့ဆုံမှုမှာတော့ကျွန်တော်တို့အနေနဲ့နှစ်ကြိမ်ပဲကျွန်တော်တို့တွေ့ထားတာတွေ့ရတယ်ဒီနှစ်ကြိမ်မှာတော့ကျွန်တော်တို့2019ဟောင်းဖြစ်ပြီးတော့နှစ်ကြိမ်သလုံးကိုတော့ကျွန်တော်တို့ချက်စီးတင်းနေနဲ့ကျွန်တော်တို့အိမ်ကွင်းရောအဝေးကွင်းရောကျွန်တော်တို့ ဂိုပြတ်တွေကို နိုင်ပွဲကိုဖော်ဆောင်ထားတာတွေ့ရတဲ့အတွက်ကြောင့်ဒီတစ်ခါကျွန်တော်ရှင်းပြမယ်အဲချန်ပီယံလိပွဲစဉ်မှာရောအာဆင် sorry ကျွန်တော်ချက်စီးတို့အနေနဲ့ကျွန်တော်တို့နိုင်ပွဲတွေကိုပို့ဖော်ဖို့လိုအပ်တယ်လို့တော့မြင်ကျွန်တော်တို့မြင်နေတစ်ခါကျွန်တော်တို့နေနေသူတို့ရဲ့အဲဒီကကစားသမားတွေအဲတိုက်စစ်အစုဖွဲ့ရောဒီနေပွဲမှာနည်းနည်းလေးကျွန်တော်တို့အားနေနေတယ်လို့တော့ကျွန်တော်ထင်တယ်ဒါမှလည်းသူတို့မှာအရင်ကအင်အားနဲ့ကျွန်တော်တို့သူတို့ရဲ့ကွင်းလက်ကစားသမားတွေရဲ့လုံအောင်လုံးနဲ့ဒီနေပွဲမှာတော့သူတို့နေနေမဖြစ်မနေနိုင်ပွဲကိုပုံဖော်ဖို့ လိုအပ်တယ်လို့တော့နေတယ်โอเคအဲ့ဆိုလို့ကျွန်တော်ဒီနေ့တင်းရခံမလိုက်နေဒီနေ့တင်းရကျွန်တော်ခံမလိုက်မှာတော့ကျွန်တော်ဒီနေ့ပွဲမှာတော့ချက်စည်းအတင်းနေနေရတော့အဲကျွန်တော်တို့အဲဘယ်လိုဖြစ်မလဲဆိုတော့ချက်စည်းအတင်းနေရကျွန်တော်တို့သူရဲ့အဓိကတိုက်စစ်ကစားသမားဖြစ်တယ်ကျွန်တော်တို့အဲဒီလစ်ကဒီနေ့ပွဲမှာတော့ပြန်လဲပေါ့ ပွဲထလာမယ်လို့တော့မြင်တယ်ကျွန်တော်တို့ရှေ့ပွဲမှာတော့လည်းကျွန်တော်တို့ကာဗွန်ကတ်မှာတော့သူ့အနေနဲ့အဲပွဲတွေဘာတွေပြန်လဲပွဲထွက်လာတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ဒီလေးအနေနဲ့ပြန်ပြီးတော့ကျွန်တော်ချန်ပီယံလိပွဲမှာပြန်လဲပွဲထွက်လာမလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ဖို့တော်တော်လေးတော့ကောင်းလာတယ်ပြီးတော့ဆိုရင်တို့ရဲ့အဲတိုက်စစ်အစုပွဲကလည်းဒီနေ့မှာတော့ကျွန်တော်တို့အဲအပြောင်းလဲလေးတွေများနည်းနည်းများရှိမလားလို့ဆိုတော့ကျွန်တော်စောင့်ကြည့်မယ်ကိုင်းလေးမှာတော့တို့ရဲ့အဓိကကစားသမားတွေတော်တော်များများတို့ကျွန်တော်အဲအနာမပေးလောက်လို့ထင်တယ်ဒါမှမဟုတ်ရှေ့ကျွန်တော်လာမယ့်ပြင်းပြလေးပွဲစဉ်17မှာဆိုရင်တော့တို့အနေနဲ့ ပွဲချက်တပွဲကိုရင်ဆိုင်ရမဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့တို့အနေနဲ့ကျွန်တော်တို့အလူငယ်ကစားသမားတွေနဲ့ senior ကစားသမားတွေကိုပွဲထုတ်ပြီးတော့တို့အနေနဲ့အဝေးကမှတွားရောက်ရှင်ပြိုင်မယ်လို့တော့ကျွန်တော်မြင်တယ်ဒါမှမဟုတ်လည်းတို့အနေနဲ့ကစားသမားတို့ရဲ့အဓိကကစားသမားအစုံလင်ကိုဒီနေ့ပွဲမှာတော့အအဝေးကမှတွားရောက်ရှင်ပြိုင်တဲ့ပွဲမှာလည်းကျွန်တော်အနေနဲ့ခေါ်သွားမယ်လို့တော့မြင်တယ်တို့ရဲ့အဓိကကျွန်တော်တို့ senior ကစားသမားတွေနဲ့ကျွန်တော်လူငယ်ကစားသမားတွေနဲ့ဒီနေ့ပွဲမှာပွဲထုတ်ပြီးတော့တို့အနေနဲ့ရှင်ပြိုင်မယ်လို့မြင်တယ်ဘာအတွက်ကြောင့်လဲဆိုရင်ရှင်မှာလာမဲ့အ အဲပြည်မြန်နေပွဲစဉ်ဆက်တက်မှာတော့သူတို့လည်းတော်တော်လေးမှအရေးကြီးတဲ့ပွဲစဉ်တစ်ပွဲရှိတဲ့အတွက်ကြောင့်ဒီတစ်ခါကျွန်တော်တို့ချက်စည်းသင့်နေတဲ့အဲသူတို့လူငယ်ကစားသမားတွေနဲ့ senior ကစားသမားတွေအဲနဲ့ပွဲထလာမယ့်ပွဲမှာသူတို့အနေနဲ့အနိုင်ပွဲတွေကိုဆက်လက်ပုံဖော်နိုင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်ဒါမှမဟုတ်ပဲကျွန်တော်တို့တစ်ဖက်က quarterback အနေနဲ့လည်း သူတို့ရဲ့အများနဲ့လို့လို့ချက်စီးနဲ့တွဲဆုံတိုင်းလို့လို့သူတို့နှစ်ကြိမ်တွဲဆုံထားတဲ့အချိန်မှာတော့နှစ်ကြိမ်သလုံးရှုံးနေထားတဲ့အတွက်ကြောင့်ဒီတစ်ခါမှာရောချက်စီးကိုသူတို့ရဲ့ရှုံးရွေးတွေပြန်လည်ဆက်နိုင်မလားဆိုတော့တော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းတယ်လို့တော့ကျွန်တော်အမြင်နဲ့ချက်စီးသိနေတဲ့ဒီနေ့ပွဲမှာတော့သူတို့အနေနဲ့နိုင်ပွဲကိုတော့ကျွန်တော်ကတော့အဲပို့ပြီးတော့ဖော်ဆောင်နိုင်မယ်လို့တော့မြင်နေတစ်ဖက်ကကွာတာဘတ်အနေနဲ့လည်းအလောက်ဒီသူရဲ့လိမှာတော့သူတို့အဲပုံစံကောင်းနေပြသနိုင်မယ်တကယ်လည်းချက်စီးနဲ့ရှင်းပြမယ် အချိန်ခါမှာတော့ကျွန်တော်တို့ player တွေ player တယောက်ချင်းစီရောပြီးလို့ဆိုရင်ကစားသမားတွေရဲ့ကျွန်တော်တို့အစိမ့်တန်းချင်းရောတော်တော်လေးမှကွာခြားနေတဲ့အတွက်ကြောင့်ဒီခါကျွန်တော်တို့ ရှင်မြတ်မဲ့ချမြတ်လေးပွဲစဉ်လေးမှာတော့ချက်စည်းတင်နေပဲနဲ့ပဲကျွန်တော်နိုင်ပွဲတွေကိုပြန်လဲဖော်ဆောင်သွားမယ်လို့တော့ကျွန်တော်မြင်နေဒီပွဲမှာတော့ကျွန်တော်အနေနဲ့တော့3-0လောက်ပဲကျွန်တော်တို့ချက်စည်းတင်နေတဲ့ဝေးကမှတွားရရှင်မြတ်ဒီပွဲတိုင်အောင်ကျွန်တော်တို့နိုင်ရလက်တွေကိုပုံဖော်သွားမယ်လို့တော့ကျွန်တော်မြင်နေပြီလို့ဆိုရင်တို့ရဲ့အဓိကကစားသမားဖြစ်တဲ့ဒီလိအနေနဲ့ကျွန်တော်တို့အတွင်းကိုတွေပါတယ်မြတ်ဒီနေ့ပွဲမှာအတွင်းနိုင်မလားဆိုတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတယ်လို့တော့ကျွန်တော်ပြောပြသည် โอเคအဲ့ဆိုတော့ကျွန်တော်နောက်တစ်ပွဲနောက်တစ်ပွဲကတော့ကျွန်တော်ဒီညမှာကျွန်တော်တို့အဲချန်ပီယံလိပွဲစဉ်လေးမှာတော့အကောင်းဆုံးနေရပွဲတစ်ပွဲဖြစ်တယ်ကျွန်တော်တို့မန်ချက်စတာစီးတီးနဲ့ဘိုရရှာဒေါ်မဒီနှစ်တင်းထိုက်တဲ့တွဲဆုံမှုကလည်းတော်တော်လေးဟိုမှာကြီးလို့ကောင်းမယ်လို့ပြောလို့ရမယ်ညတော့လည်းကျွန်တော်ရှင်မြန်သွားတဲ့ချန်ပီယံလိပွဲစဉ်လေးမှာဆိုလို့ဆိုရင်ကျွန်တော်တို့အတင်းကြီးနေဖြစ်တဲ့အဲရီယယ်မက်ထရနဲ့လီဗာပူးရဲ့ပြီးလို့ဆိုရင်ဘိုင်ယန်မြူးနစ်နဲ့ PSG ရဲ့အသင်းတွေထိတ်တိုက်တွဲဆုံမှုကလည်းတော်တော်လေးဟိုမှာကြီးလို့ကောင်းတဲ့အတွက်ကြောင့်ဒီညရှင်မြန်မယ်ကျွန်တော်တို့ ချန်ပီယံလိပွဲစဉ်၄ရက်ကျွန်တော်တို့အကောင်းဆုံးတွေကပွဲတစ်ပွဲဖြစ်တဲ့အဲမန်ချက်တာစီးတီးနဲ့ဘိုရက်ရှာဒေါ့မွန်တွေကျွန်တော်တို့စုံတိတ်မှုကတော်တော်လေးမှကြီးလို့ကောင်းမွန်လို့တော့မြင်တယ်ညီကိုလေးအနေနဲ့ကျွန်တော်ကလည်းဒီညကျွန်တော်တို့မန်ချက်တာစီးတီးနဲ့ကျွန်တော်တို့ဘိုရက်ရှာဒေါ့မွန်တွေရဲ့ကျွန်တော်တို့အဲဗီဒီယိုလေးကိုမှတော့ကျွန်တော်အနေနဲ့ YouTube live လေးကိုလွှင့်သွားအဲလွှင့်သွားဖို့ရှိတယ်ဗျာဒီအတွက်ကြောင့်လည်းညီကိုတွေနဲ့လာရောက် join ပြီးတော့အဲ join ပေးလို့ရပါတယ်ဆိုတော့ကြောင်းကျွန်တော်ဒီနေ့ကနေရင်းသွင်းပြောချင်တယ်โอเคအဲဆိုရင်ကျွန်တော်စလိုက်ကြအောင်ရင်းသွင်းနေတယ်ကျွန်တော်တို့ဒီနေ့တင်နောက်ဆုံးရှင်ပြန်ထားတဲ့ငါဆိုရင်ငါပွဲ ဟုတ်ရဆိုရင်ကျွန်တော်ဒီနေ့တဲ့နောက်ဆုံးရှင်းပြထားတဲ့၅ဘွဲ့မှာဆိုလို့ရှိရင်တိတ်ပြီးတော့အဲတိတ်တော့ကိုမြန်မာဆက်ဆက်မကောက်မကွာဘူးဗျာသူတို့ပြကျွန်တော်အင်ရှင်ဖြစ်တဲ့မန်ချက်တာစီးတီမန်ချက်တာစီးတီနေလဲကျွန်တော်နောက်ဆုံးရှင်မြန်ထားတဲ့ငါးပွဲမှာဆိုရင်သူတို့အနေနဲ့တပွဲတာရှုံးနေထားတာတော့တွေ့ရတယ်အထူးသဖြင့်သူတို့ကျွန်တော်ပြီးမြလေးပွဲစဉ်၉မှာတော့အဟုတ်တယ်ပြီးမြလေးပွဲစဉ်၉မှာတော့ကျွန်တော်တို့ Astro Mila ရဲ့အိမ်ခွင်းမှာသူတို့အနေနဲ့တွားရောက်ရှင်ပြိုင်တဲ့ပွဲမှာတော့သူတို့အနေနဲ့1-0ဆိုပြီးတော့ကျွန်တော်တို့ရှုံးနေထားတာတွေ့ရတယ်ပြီးလို့တင်လဲကျွန်တော်တို့ကာလာဝန်ကတ်မှာလဲကျွန်တော်တို့သူတို့1-3ဆိုပြီးတော့နိုင်ထားလို့ကျွန်တော်တို့အဲပြီးမြလေးပွဲစဉ် အဲတဆယ်မှာတော့လည်းတို့အိမ်ခွင်းမှာပဲကျွန်တော်တို့ဘုံမောက်ကိုတို့အများန်းလိုလိုဒုက္ခပေးနေတဲ့အဲအတင်းတသင်းရဲ့အတင်းတသင်းနဲ့တို့တုံတွဲတဲ့အချိန်မှာတော့တို့အနေနဲ့ထပ်ပြီးတော့အနိုင်ရလက်တွေကိုပုံဖော်နေတဲ့အတွက်ကြောင့်ဒီနေ့ပတ်မှာတော့တို့အနေနဲ့အနိုင်ရလက်ကိုပုံဖော်နိုင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့ဆောင်ကြည့်မယ်ဒါမှမဟုတ်လည်းကျွန်တော်တို့ဒီတစ်ခါစုံတွဲမဲ့အတင်းရဗိုလ်ရှားဒေါမွန်လည်းဖြစ်တယ်ပြီးရင်လည်းမန်ချက်တာစီးရီးရဲ့အိမ်ခွင်းအားလည်းရှိတဲ့အတွက်ကြောင့်မန်ချက်တာစီးရီးရပို့ပြီးတော့ဒီနေ့ပတ်မှာတော့အားတာနေတယ်လို့တော့ကျွန်တော်အမြင်နဲ့တစ်ဖက်ကဗိုလ်ရှားဒေါမွန်ကတော့ကျွန်တော်နောက်ဆုံးရှင်းပြထားတဲ့ ပွဲစဉ်၅ပွဲမှာဆိုလို့ရှိရင်တို့အနေနဲ့အဲ၃ပွဲလောက်ထိပဲနိုင်ထားတာတွေ့ပြီးတော့ကျွန်တော်တို့တပွဲရှုံးတပွဲတည်းဆိုတဲ့ရလက်လေးတွေအတက်ကြလေးတွေနင်းငယ်ကျွန်တော်တို့တွေ့ထားတွေ့ထားဗျာဒီနေ့ပွဲမှာတော့တို့တို့အဲအလင်းဟာလန်တို့ရဲ့ကျွန်တော်တို့အတွင်းကိုတွေကိုထပ်ပြီးတော့မြင်တွေ့အောင်မလားဆိုတော့တစ်ချက်တော့ဆောင်ရင်ဒါပေမဲ့ဒီနေ့ပွဲကတော့တို့အနေနဲ့ကစားသမားတွေစီနီယာနဲ့အဲတို့ရဲ့အရင်ကစားသမားတွေထုတ်သွင်းသွားဖို့ကျွန်တော်တို့ရာခိုင်နှုန်းပုံများတယ်လို့တော့ ပြောကြည့်နေဘာတက်ကြောင်လို့ဆိုရင်ကျွန်တော်တို့ရှစ်လာမဲ့ပရီးမီယံလိပွဲစဉ်စတိတ်မှာဆိုရင်သူတို့အနေနဲ့သူတို့ရဲ့အိမ်ဝင်းမှာပဲလီဗာပူးနဲ့ပြန်လဲစုံတွဲနေတဲ့ပွဲကြီးပွဲကောင်းတစ်ပွဲရှိတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာသူတို့အနေနဲ့အများကြီးတော့တိတ်ပြီးတော့အဲစင်ရကစားသမားအများပြားကိုတုံးသွားမယ်လို့တော့ကျွန်တော်မထင်ဘူးဘာတက်ကြောင်လို့ဆိုအိမ်ဝင်းလည်းဖြစ်တယ်ပြီးရင်လည်းကျွန်တော်တို့အဲဘော်ဒရှာဒေါ်မွန်ကိုသူတို့အနေနဲ့အဲအနိုင်ရလက်အဲအနိုင်ယူနိုင်စွမ်းရှိတဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့သူတို့ရဲ့ကစားသမားတွေရဲ့ကျွန်တော်တို့ထင်ရတိတ်ပြီးတော့မရအောင်ဆိုပြီးတော့ဆိုရင်တော့ကျွန်တော်အနေနဲ့ အဲ့တော့အရင်ကစားသမားတက်ဝက်နဲ့ပြီးလို့ဆိုရင်စီနီယာကစားသမားတက်ဝက်နဲ့ကျွန်တော်တို့ဒီလိုမျိုးပုံစံလေးတွေပွက်ထုတ်သွားတာပို့ပြီးတော့ကောင်းမွန်တယ်လို့တော့ကျွန်တော်တို့မြင်တယ်။ Okay အဲ့ဆိုရင်ဒီနေ့တင်းကကျွန်တော်ထိတ်တိုက်တွေ့ဆုံမှုဒီနေ့တင်းကထိတ်တိုက်တွေ့ဆုံမှုကကျွန်တော်ဒီချမင်လေးပွက်တင်နေမှာတော်တော်လေးဥမှကြီးလို့ကောင်းတယ်ပွက်တပွက်ဖြစ်တယ်။ဘာအတွက်ကြောင့်လဲဆိုရင်ကျွန်တော်တို့တို့အနေနဲ့ ဘောရရှာတော့ဘုံနဲ့တို့အနေနဲ့ဘယ်နှပွဲတွေ့ထားလဲဆိုကိုးပွဲတွေ့ထားတယ်ဗျာဒီကိုးပွဲတွေမှာဆိုလို့ရှင်မန်ချက်နာစီးတီးက3ပွဲနိုင်တော့တစ်ဖက်ကကျွန်တော်ဘောရရှာတော့ဘုံကလည်းကျွန်တော်3ပွဲနိုင်ထားလို့3ပွဲတည်ရကြထားတာကိုကျွန်တော်တွေ့ရတယ်ဒီနှစ်သင်းကကျွန်တော်ထိတ်တိုက်တွေ့ဆိုမှုကတော်တော်လေးကိုမှကျွန်တော်တို့အဲကြီးလို့ကောင်းမဲ့ပွဲတစ်ပွဲဖြစ်ဖြစ်နိုင်တယ်ဗျာ မြကြီးရှိတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ဟိုဟတ်တူကထိတ်တိုက်တွေ့ဆုံမှာသို့မန်ချက်စတာစီးရီးယား၃ဘွဲအဲတစ်ဖက်ကဘောရီရှားဒေါ်မန်၃ဘွဲတစ်ဖက်သူပြီးရင်တော့သူတို့တည်ကြထားတာ၃ဘွဲဆိုတော့တော်တော်လေးကိုမှကျွန်တော်တို့ဒီနှစ်သင်းရထိတ်တိုက်တွေ့ဆုံမှာတော့ကျွန်တော်တို့ဘယ်အသင်းကအားတသွားမလဲဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်အခုရဲ့လက်ရှိအခြေအနေနဲ့ ကားရပောင်ရဆီလို့ဆိုရင်ကျွန်တော်တို့မန်ချက်စတာစီးရီးယားအိမ်ငွေဖြစ်တဲ့အဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့အိမ်ငွေအားသာခြင်းနဲ့ပို့ပြီးတော့မန်ချက်စတာစီးရီးယားပို့ပြီးတော့အားသာတယ်လို့တော့မြင်တယ်။ဘာတော့ကြောင့်လဲဆိုလို့ဆိုရင်ကျွန်တော်တို့ရှေ့ပွဲတွေမှာလည်းကျွန်တော်တို့အနိုင်ရလက်တွေကိုပုံဖော်ထားနိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့တို့အနေနဲ့ဆက်ပြီးတော့အနိုင်ယူသွားမယ်လို့ကျွန်တော်မြင်တယ်အိမ်ငွေဖြစ်တယ်။ပြီးရင်လည်းကျွန်တော်တို့ဒီနေ့ပွဲမှာတော့တို့အနေနဲ့အရှိရကစားသမားတွေပြီးရင်လူငယ်ကစားသမားတွေနဲ့တို့အနေနဲ့ပွဲထွက်လာမယ်လို့တော့မြင်တယ်။ အဲသူတို့အဓိကကိုသမားတော့ကျွန်တော်တို့ဒွန်နိုနူးမားလောက်ပဲပွက်ထလာပြီးတော့သူတို့ကျွန်တော်တို့နောက်တန်းမှာဆိုလို့ဆိုရင်လည်းကျွန်တော်တို့သူတို့အဓိကဆီနီယာကစားသမားဖြစ်တဲ့ဂျွန်စတုန်းတို့ပြီးတော့ဆိုရင်ရူဗင်ဒီယက်တို့ဘာတို့နဲ့ပဲပွက်ထလာလို့ရှေ့ပွဲမှာကျွန်တော်တို့အဲတုံးသွားတယ်ကျွန်တော်တို့မတီးရနူးနက်တို့ပြီးလို့ဆိုရင်ကျွန်တော်တို့အိုရိုင်းလင်းတို့ဘာတို့နဲ့ပဲပွက်ထလာမယ်ပြီးရင်တော့ကွင်းလင်းကွင်းလင်းမှာတော့သူတို့အနေနဲ့အပြောင်းလဲတွေရှိရင်ရှိမယ်ဗျကွန်ဆာလက်တို့ဘာတို့နဲ့ပွက်ထလာမယ်ပြီးရင်တော့ကျွန်တော်တို့သူတို့အဓိကကစားသမားဖိုဒန်တို့ဘာတို့ဟိုတော့ နာဖူရနိုဒီဘွဲမှာတော့ကျွန်တော်အနေနဲ့မြင်ရဆိုရင်တော့ဒီနေ့ဘွဲမှာတော့ထုတ်သုံးလာမယ်လို့တော့မြင်တယ်ကျွန်တော်ပြီးရင်တော့ဘနာဒိုဆေးဘားတို့ဘာတို့တို့အနေနဲ့ပထမပိုင်းတော့ဝူကကိုအနေနဲ့အဲကိုအင်ငွင်းလည်းဖြစ်တဲ့အာတာကျဲလည်းရှိတဲ့အတွက်ကြောင့်ပထမပိုင်းကိုတို့အနေနဲ့ဆော့ဆော့ဆစ်စီအဲတွန်းကိုတွေဘာတွေဖြတ်ပြီးတော့ဒုတိယဘက်မှာလူငယ်ကစားသမားတွေအရင်ကစားသမားတွေထည့်ပြီးတော့တုံးသွားလို့ဆိုလို့ရှိရင်ကျွန်တော်တို့ရှစ်လာမယ်အဲပြည်မြန်လေးပွဲစဉ်7မှာဆိုရင်လည်းကစားသမားတွေအနေနဲ့ကျွန်တော်တို့ပွဲတိတ်ပြီးတော့ပန်းနဲ့ဒေါင်မခံနိုင်မခံရဘူးလို့တော့ကျွန်တော်အမြင်နဲ့ဒီတော့ကြောင့်လည်းကျွန်တော်တို့အဲ များဆက်စားတိတ်မဟုတ်တော့မှသူတို့အနေနဲ့စီနီယာကစားသမား၄-၅ယောက်လောက်ကိုတော့ကျွန်တော်မြင်ရဆိုရင်ခြံသွားမယ်လို့တော့အဲ့ဒီနဲ့သူတို့ရဲ့အဓိကတောင်းပန်ကစားသမားတွေဖြစ်တဲ့ဒိုကူတို့ဘာတို့တော့အဲပွက်ထလာမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့မမုတ်တို့ဘာတို့ပွဲညာပွက်ထလာမှာဒါမှမဟုတ်ပဲနဲ့ဟာလန်တို့ကိုကျွန်တော်တို့ပထမပိုင်းမှာတုံးပြီးတော့အဲဥပမာမမုတ်တို့ဒုတိယပိုင်းမှာတုံးမယ်ဆိုလို့ဆိုရင်လည်းမန်ချက်စတာစီးတီးအတွက်တိတ်ပြီးတော့ကျွန်တော်တို့အဲလူစင်းအပြောင်းလဲတိတ်ပြီးတော့အဲ့လောက်ထိကွာချသွားတယ်လို့တော့ကျွန်တော်မမုတ်ဆိုလို့ဆိုရင်လည်းအဲသူ့ရဲ့ ပုံစံနဲ့သူတော်တော်လေးမှကောင်းမွန်လို့ Allen Haaland နေနဲ့လည်းကျွန်တော်တို့တော်တော်လေးမှကောင်းမွန်တဲ့ခြေသွမ်းတွေကိုပြသထားနေကျွန်တော်ရှေ့အဲဗီဒီယိုထဲမှာပြောခဲ့သူ Haaland နေနဲ့ကျွန်တော် 1x1 တွေ့တဲ့အလုံးတွေသူ့အနေနဲ့တိုက်ပြီးအဆုံးမတက်နိုင်မယ်ဒါမှလည်းရှေ့ပူးမြလေးပွဲစဉ်တစ်ဆွဲမှာတော့သူ့အနေနဲ့ 1x1 တွေ့ခဲ့တဲ့အလုံးတွေရောကိုတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေပြသပြီးတော့သူ့အနေနဲ့ twin goal တွေဆက်လက် twin ထားနိုင်ရတဲ့အတွက်ကြောင့်ဒီတစ်ခါစုံတွဲမဲ့ကျွန်တော်တို့ဘိုဒက်ရှားဒုံမွန်ရဲ့ ਨੇ တွေ့မဲ့ချန်ပီယံလိပွဲစဉ်လေးမှာတော့ကျွန်တော်တို့အဲအလင်းဟာလန်အနေနဲ့ကျွန်တော်တို့ twin goal တွေများ ထပ်ပြီးတော့ယူနိုင်မှာဒါမှမဟုတ်ပဲကျွန်တော်တို့တို့ရဲ့ကွင်းလန်ကစားသမားဖြစ်တဲ့ regional လို့ပြီးလို့ဆိုရင်ကျွန်တော်တို့ foreign လို့ကပဲတင်းကိုတွေယူနိုင်မှာဒါမှမဟုတ် goal ဖတ်နေမှုတွေကဆက်လက်လုပ်နိုင်မှာဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်ဒီညရှင်မြိုင်မဲ့ကျွန်တော်တို့အဲမန်ချက်တာစီးတီးနဲ့ဘိုတရှားတော်မွန်နဲ့ကျွန်တော်စုံတွေးမှုလေးရတော့တော်တော်လေးမှကျွန်တော်တို့ပင်းပြန်လေးပွဲ sorry ချမန်လေးပွဲစဉ်လေးမှတော့တော်တော်လေးမှကြီးလို့ကောင်းမဲ့ပွဲတစ်ပွဲဖြစ်မယ်လို့ဆိုတော့ကျွန်တော်ကတော့ပြောရဒီပွဲမှာတော့ကျွန်တော်အနေနဲ့မန်ချက်တာစီးတီးပဲ2-0လောက်နဲ့ကျွန်တော်ကတော့နိုင်သွားမယ်လို့တော့ မြင်ပါတယ်ညီကိုတွေအနေနဲ့ရောတညရှင်မြန်မဲ့ဘိုရီရှားဒေါ်မွန်နဲ့မန်ချက်စတာစီးတီးရဲ့ပွဲမှာအဲဘယ်တင်အနိုင်ရလက်ကိုပုံဖော်သွားမယ်လို့ညီကိုတွေမြင်ရလဲမြောင်စင်းနေမချက်ပေးသွားလို့ရပါတယ်နောက်ချစ်ချစ်ပေးတဲ့ညီကိုတယောက်ချင်းနေတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လဲစုံတွေ့ကြတာပေါ့ဗျာအဲဒီညတော့ကျွန်တော်အဲမန်ချက်စတာစီးတီးနဲ့ဘိုရီရှားဒေါ်မွန်တို့ရဲ့ကျွန်တော်တို့အဲ YouTube live လေးရှိပါတယ်အဲလာရောက် join နေတဲ့သူများလာရောက် join ပေးလို့ရပါတယ်โอเคပါကျွန်တော်ရဲ့အဲဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်လဲစုံတွေ့ကြတော့ဗျာ